ထွမြောက်အကျံအခန်းကြီး၄ထွမြောက်အကျံအခန်းကြီး၄သည် မောရှိအတွက်နမိတ်လက္ခဏာများဖြစ်သည် မောရှိကလည်းထိုသူတို့သည်အကျွန်ုပ်ကိုမယုံအကျွန်ုပ်စကားကို နားမထောင်မနေ၍သာဝရဘုရားသည်တင့်အားထင်ရှားတော်မမူဟု ဆိုကြပါလိမ့်မည်ဟု ပြန်လျှောက်လေ၏သာဝရဘုရားကလည်းတင်ဤလက်၌အဘယ်ရာရှိသနည်းဟု မေးတော်မူလျှင်လန်တန်ရှိပါ၏ဟုလျှောက်၏မြေပေါ်မှာပြစ်ချလော့ဟု မိန်တော်မူသည့်အတိုင်းပြစ်ချသည်ဖြင့်လန်တန်သည်မွေဖြစ်၍မောရှိသည်သူရှိမှ ပြေးလေ၏။သာဝရဖျားကလည်းတင်းလက်ကိုဆန့်၍သူအမိကိုကင်ဖန်းလော့ဟု မိန်တော်မူသည့်အတိုင်းမောရှိသည် လက်ကိုဆန့်၍ဖမ်းမိသည်ဖြင့်သူ၏လက်၌လန်တန်ပြန်ဖြစ်လေ၏။တို့ပြူလျင် သူတို့ဘိုးဘေးများ၏ဖျားသခင်အာဗြံ၏ဖျားဣဇက်၏ဖျားယာကုပ်၏ဖျားတီးဟုသောသာဝရဖျားသည် ်သင်အားထင်ရှားတော်မူကြောင်းကိုထိုသူတို့သည်ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏တပံထာဝရဘုရားကသင်၏လက်ကိုသင်၏ယင်ခွင်သို့တွင်းလော့ဟုမိန့်တော်မူသည့်အတိုင်းလက်ကိုယင်ခွင်သို့တွင်း၍ထုတ်ပြန်သောအခါလက်သည်မိုးပွင့်အစင်ကဲ့သို့နူလေ၏တပံလက်ကိုယင်ခွင်သို့တွင်း၍ထုတ်ပြန်သောအခါပဂရိအသားဖြစ်ပြန်လေ၏ထိုသူတို့သည်သင်ကိုမယုံပထမနမိတ်သက်တည်းကို နားမထောင်လျင် နောက်ဖြစ်သော နမိတ်သက်တွေကိုယုံကြလိမ့်မည်။သို့မဟုတ်ထိုနမိတ်နှစ်ပါးကိုမယုံ။သင်ဤစကားကိုနားမထောင်လျင် သင်သည်မြည်ရအချို့ကိုယူ၍ဂုံးပေါ်မှာတွန်းလော့ထိုတို့မြစ်ထဲကယူသောရေသည်ဂုံးပေါ်မှာသွေးဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။မောရှေကလည်းအိုဖျားရှင်အကျွန်ုပ်သည်နှုတ်သက်တိမရှိပါ။ ထက်ကလည်းမရှိပါကိုတော်ကျွန်အားမိန်တော်မူသောအခါ၌ပင် မရှိပါနှုတ်လေးသောသူ စကားနှင်းနေပြောတတ်သောသူ ဖြစ်ပါ၏ဟုထာဝရဘုရားအားခြောက်ဆို၏ထာဝရဘုရားကလည်းလူဤနှုတ်ကိုဘယ်သူဖန်ဆင်းသနည်းစကားအသောသူနားပင်သောသူမျက်စိမြင်သောသူ မမြင်သောသူတို့ကိုဘယ်သူဖန်ဆင်းသနည်းငါထာဝရဘုရားဖန်ဆင်းသည် မဟုတ်လော တို့ဖြစ်၍ယခုသွားလောတင်ဤနှုတ်၌ငါရှိ၍တင်သည်အဘယ်သို့ပြောရမည်ကိုတွန်တင်မည်ဟု မိန်တော်မူ၏မောရှိကလည်းအိုဖျားရှင် အလိုတော်ရှိသောသူဤလက်တွင် ပေးလိုက်တော်မူပါဟု၆တော်ထာဝရဖျားသည် မောရှိအားအမျက်တော်ထွက်၍လေဝိလူ အာယုန်သည်တင်ဤအကိုဖြစ်သည်မဟုတ်လောသူသည်ကောင်းမွန်စွာပြောတတ်သည်ကိုငါသိ၏သူသည်လည်း တင့်ကိုခီးဥကြိုပြုခြင်းကယခုလာဤတွေ့မြင်သောအခါဝမ်းမြောက်လိမ့်မည်တင်သည် သူနှင့်စကားပြော၍သူပြောเสียစကားကိုပေးရမည်တင်ဤနှုတ်၌၎င်းသူဤနှုတ်၌၎င်းငါရှိ၍တင်တို့သည်အဘယ်သို့ပြုရမည်ကိုတွင်တင်မည်သူသည်လည်းလူတို့ရှိမှတင်ဤစကားပြန်လို့၍တင်ဤနှုတ်ကိုစားဖြစ်လိမ့်မည်တင်သည်လည်းသူဤဖျားသခင်ကိုစားဖြစ်လိမ့်မည်တင်သည်နမိတ်သက်တီတို့ကို ပြလက်တန်သောဤလန်တန်ကိုလည်းတင်ဤလက်၌ကံရမည်ဟုမိန်တော်မူ၏အခန်းငယ်၈အခန်းငယ်၈သည်အေဂုတုပြည်သို့မောရှေပြန်လာခြင်းဖြစ်သည် မောရှေသည်လည်းယောက်ျားမရေတရောထံသို့ ပြန်သွား၍အေဂုတုပြည်၌ရှိသော ကျွန်ုပ်အမျိုးသားချင်းတို့သည် အသက်ရှင်သေးသလိုဟု ကြီးချူခြင်းကသူတို့ရှိရာသို့ကျွန်ုပ်သွားရသော အခွင့်ကို ပေးပါလော့ဟုဆိုတော့ ေတယောကနေဝတ်စွာသွားလို့ဟုပြန်ဆို၏။ထာဝရဘုရားကလည်းအေကုရုပြည်သို့ပြန်သွားလော့။တင်းဤအသက်ကိုရှာတော်သူအပေါင်းတို့သည်တေကြပြီဟုမိဒံပြည်၌မောရှေအားမိန့်တော်မူ၏။ထိုအခါမောရှေသည်မယားနှင့်သားနှစ်ယောက်ကိုယူ၍မြီးကိုစီးစေသည်ဖြင့်ဘုရားသခင်ဤလှန်တန်တော်ကို လက်ဆွဲလျက်အေကုရုပြည်သို့ပြန်လေ၏။ထာဝရဘုရားကလည်းတင်းသည်အေကုရုပြည်သို့သွား၍ရောက်လျင် တင်၌ငါအပ်သောအံ့ဖွယ်သော အမှုအလုံးစုံတို့ကို ဖာရောဘုရင်ရှိမှပြလောထို့တို့ပြတော်လဲသူဤနှလုံးကိုငါခိုင်မာစေ၍သူသည်ဣတရေလလူတို့ကို မလွတ်ဖဲနေလိမ့်မည်ဖာရောဘုရင်ကိုလည်းထာဝရဘုရားကဣတရေလသည်ငါဤသားဖြစ်၏ငါသားဦးဖြစ်၏ငါသားသည်ငါအာဝိပြုသောအခွင့်ရှိစေခြင်းကလွတ်လောမလွတ်ဘူးဟုညင်းလျင် ်သင်ဤသားဥကိုပင်ငါကွံ့မြက်မည်ဟု မိန့်တော်မူကြောင်းကို စင့်ဆိုလော့ဟု မောရှိအားမှားထားတော်မူ၏ခရီးသွားစဉ်တွင် စခန်းစည်ရ၌ထာဝရဘုရားသည် မောရှိကိုတွေ့၍ကွံ့မြက်ရှင်းကရှားကြံတော်မူ၏ထိုအခါစီပေါ်ရသည်ဓားကိုယူ၍သားဤအည်ပြားကိုလှီးဖြတ်ပြီးမှလင်းဤရှည်ရင်၌ပြုတ်ဝတ်လျက်အကယ်စင်စစ်တင်းသည် အကျွန်ုပ်၌အသွေးနှင့်ရှင်သောလင်ဖြစ်သည်ဟုဆို၏ထိုအခါမောရှိကိုလွတ်တော်မူ၏မယားကလည်းအေဖျားလီးမင်္ဂလာကြောင့်တင်းသည် အကျွန်ုပ်၌အသွေးနှင့်ရှင်သောလင်ဖြစ်၏ဟု ဆိုသည်ထာဝရဘုရားကလည်းမောရှိကို ခရီးဥကြိုပြုရှင်ကတောသို့တော်တော်ဟု အာယုံအားမိန်တော်မူသည့်အတိုင်းအာယုံသည်တော်လျင်ဘုရားသခင်၏တောင်ပေါ်၌မောရှိကိုတွေ့၍နန်းချင်းကိုပြု၏မောရှိသည်လည်း မိမိကိုစီလွတ်တော်မူသောထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်းမှားထားတော်မူသည်။သောနမိတ်သက်တီတို့ကို၎င်းအာရုံအားကြားပြောလေ၏။ထိုသူညီနောင်နှစ်ပါးတို့သည်တွား၍ဣတရေလအမျိုးသားအသက်ကြီးသူတို့ကို စုဝေးစေပြီလျင်အာယုံသည် မောရှေအားထာဝရဘုရားမိန့်တော်မူသောစကားတော်အလုံးစုံတို့ကို ပြန်ပြော၍လူတို့ရှိမှား နမိတ်သက်တီတို့ကို ပြလေ၏ထိုလူများတို့သည်ယုံကြ၏ထာဝရဘုရားသည်ဣတရေလအမျိုးတို့ကိုအကြည်အရှုကြတော်မူသည်ကို၎င်းသူတို့ခံရသောဒုက္ခဆင်းရဲကိုမှတ်တော်မူသည်ကို၎င်းကြားသောအခါဥညွှန်ချ၍ကူးကွယ်ကြ၏ဖမျောအကျံအခိုင်းလေးပြီးပါပြီအားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင် ထွံ့မြောက်ဝါကျမ်းအခန်းကြီး9ထွံ့မြောက်ဝါကျမ်းအခန်းကြီး9သည်ငါလူတို့ကိုလွတ်ပါ ဖြစ်သည်ထိုနောက်မှ မောရှင်နှင့်အာယုံသည် ဖာရောဘုရင်ထံသို့ဝင်၍ဤတေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကငါဤလူတို့သည်တော၌ငါအဖို့ပွဲခံစီခြင်းကလွတ်ရမည်ဟု မိန့်တော်မူကြောင်းကို၆၏ဖာရောမင်းကလည်းထာဝရဘုရားဤစကားကို နားထောင်၍ ်ဤဒိလမျိုးတို့ကိုငါလှုပ်စီခြင်းကထိုဖျားကအဘယ်သူနည်းသာဝရဖျားကိုငါမသိဤဒိလအမျိုးတို့ကိုငါမလှုပ်ဟုဆိုလေ၏သူတို့ကလည်းဟေပြဲလူတို့ဤဖျားသခင်သည်ကျွန်တော်တို့နှင့်တွေ့တော်မူပြီးတောသို့သုံးရက်ခီးသွား၍ကျွန်တော်တို့ဖျားသခင်သာဝရဖျားအားရစ်ပူစွာသော အခွင့်ကို ပေးတော်မူပါသို့မဟုတ် ကာလနာဘေးဒါဘေးတစုံတစ်ခုဖြစ်ကျွန်တော်တို့ကိုတန်ခတ်တော်မူလိမ့်မည်ဟု၆ဆို၏အေဂုတုရှင်ဘရင်ကလည်းမောရှေနှင့်အာယုံသင်တို့သည်ဤလူများတို့ကိုအဘဲကြောင့်အလုတ်ပြည့်စေသည်။အမှုတော်ကိုတွား၍ဆောင်ရွက်ကြဟုမိန့်တော်မူ၏တဖန်လဲပြည်တော်၌ထိုလူတို့သည်ယခုများကြ၏အမှုမထမ်းစီခြင်းကသင်တို့သည် အခွင့်ပေးကြသည်တကားဟု ဟာရောဘရင်ဆို၍ထိုနေ့ချင်းတွင်အအုပ်အချုပ်အကျက်အစော်တို့ကိုခေါ်ပြီးလျင်အုပ်လုတ်เสียဖို့ကောက်ရိုးကိုလူတို့အားအရင်ပေးတကယ်သို့မပေးနှင့်သူတို့သည်ကောက်ရိုးကိုကို့ဖို့ရှာယူကြစီအုပ်ကိုကအရေအတွက်အားဖြင့်အရင်ကဲ့သို့လုတ်เสียရမည်အလင်းမလျှော့စေနှင့်သူတို့သည်ပြင်းကြီးကြ၏ထိုကြောင့်တွား၍ငါတို့ဖျားသခင်အားရစ်ပူဇော်ကြသောဟုကြွေးကြော်တတ်ကြ၏ တိုးဖြစ်၍စီးကျက်လျက်လောက်ကြစီပင်ပန်းကြစီလူမိုက်စကားကိုနားမထောင်စေနှင့်ဟုမိန်တော်မူ၏အအုပ်အချုပ်အကြက်အစော်တို့သည်ထွက်၍ဖာရောဘုရင်ကကောက်ရိုးကိုငါမပေးကောက်ရိုးကိုတွေ့နိုင်ရအရ၌ရှာကြတိုးတော်လဲလောက်ရသောအလုတ်အလင်းမရောရဟုအမိန်တော်ရှိသည်ဟုလူတို့အားပြန်ကြားကြ၏တိုးဖြစ်၍ လူတို့သည်ကောက်ရိုးအတွက်အမိုက်ကိုရှာယူခြင်းကအေဂုရုပြည်တစ်လျှောက်လုံးတွင် အရက်ရက်ကွဲလွင့်ကြ၏အုတ်ချုပ်သောသူတို့ကလည်းကောက်ရိုးကိုရသည့်ကာလ၌နေတိုင်းလောက်ရသည့်အတိုင်းပြီးအောင်လောက်ကြဟု သူတို့ကိုနှိုးဆော်ကြ၏ဖာရောမင်း၏အုတ်အချုပ်တို့သည်ခန့်ထားသောဣတရေလအမျိုးအကျက်အစော်တို့ကိုတင်တို့သည်အရင်ကလုပ်သည့်အတိုင်းယနေ့နှင့်မနေ့၌ အုပ်လုပ်ရသောအမှုကိုအဘယ်ကြောင့်မပြည့်စည်စေကြသနည်းဟုစိ၍ရိုက်ကြ၏ထိုအခါဣတရီလအမျိုးအကြက်အစော်တို့သည်ဖာရောမင်းထံသို့သွား၍ကိုတော်သည် ကိုတော်ကျွန်တို့ကိုအဘယ်ကြောင့်ဤသို့စီရင်တော်မူသနည်းကိုတော်ကျွန်တို့အားကောက်ရိုးကိုမပေးအုပ်ချုပ်သောသူတို့ကလည်းအုပ်ကိုလုကြရမည်ဟု ဆိုသည်ဖြင့်ကျွန်တော်တို့သည်အယိုက်ခံရကြပါ၏ ကိုတော်လူတို့၌သာအပြစ်ရှိပါသည်ဟု အော်ဟစ်ကြ၏ဖာရောဘုရင်ကလည်းတင်တို့သည် ပြင်းရည်သည်ထို့ကြောင့်ငါတို့သည်တွား၍ထာဝရဘုရားအားရစ်ပူစော်ကြသောဟုတင်တို့ဆိုတတ်ကြ၏ထို့ကြောင့်ယခုတွား၍လောက်ကြကောက်ရိုးကိုမပေးရသို့တော်လည်းအုပ်ကိုပေးမြဲပေးရမည်ဟု မိန့်တော်မူ၏ထို့သို့ နေတိုင်းလောရသောအုပ်အည်အတွက်၌အလင်းမရောရဟု အမိန့်တော်ရှိသည်ဖြစ်၍ဣတရေလအမျိုး အကျက်အစော်တို့သည်မိမိတို့၌အမှုကြီးရောက်ကြောင်းကိုသိမြင်ကြ၏။ဖာရောမင်းထံမှထွက်သွားကြစဉ်လမ်း၌စောင့်လျက်နေသော မောရှိနှင့်အာယုံကို တွေ့လျင်ထာဝရဘုရားသည်တင်တို့ကိုကြည့်ရှု၍စီရင်တော်မူပါစေသောအကြောင်းမူကားဖာရောဘုရင်နှင့်အမှုတော်ထံအပေါင်းတို့သည်ငါတို့ကိုယွန်ချာစီခြင်းက၎င်းငါတို့ကိုတည့်ရသောအခွင့်ရှိစီခြင်းက၎င်း ်သင်တို့သည် ပြုကြပြီတကားဟု ဆိုကြ၏အခန်းငယ်22အခန်းငယ်22သည်ငါဤလူမျိုးဖြစ်ရန်သင်တို့ကိုငါသိမ့်မီကြောင်းဖြစ်သည် မောရှိသည်လဲခါဝရဘုရားထံတော်သို့သွား၍အိုဘုရားရှင်ကိုတော်သည်ဤလူမျိုးကိုအဘဲကြောင့်ညှင်းဆဲတော်မူသည်နိအကျွန်ုပ်ကိုအဘဲကြောင့်ဆေလွတ်တော်မူသည်နိအကျွန်ုပ်သည်ကိုတော်အခွင့်နှင့်ပြောခြင်းက ဖာတော်မင်းထံသို့ဝင်သည့်နေ့မှစ၍ သူသည်ဤလူမျိုးကိုညှင်းဆဲပါပြီကိုတော်သည် ကိုတော်ဤလူတို့ကို အလင်းကယ်လွတ်တော်မမူပါဟု၆၏ထမြောက်ဝါကျန်အခန်းကြီး၅ပြီးပါပြီအားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်ထမြောက်ဝါကျန်အခန်းကြီး၆ထာဝရဘုရားကလည်းငါသည် ဖာရောမင်း၌အဘယ်သို့ပြုမည်ကိုသင်သည် ယခုသိမြင်လိမ့်မည် ူသည်ကြီးစွာသောတကူကို တွေ့မြင်၍ငါ၏လူကိုလွှတ်ရလိမ့်မည်ကြီးစွာသောတကူကိုတွေ့မြင်၍သူတို့ကိုမိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏တဖန်ဘုရားသခင်သည်မောရှေ၌ဗျာဒိတ်ထားတော်မူသည်ကငါသည်ထာဝရဘုရားဖြစ်၏ငါသည်အာဗြဟံဣဇက်ယာကုပ်တို့အားအနန္တတကူရှင်ဘုရားသခင်နာမနှင့် ထင်ရှားတော်လေသာဝရဖျားနာမအဖြစ်သူတို့သည်ငါ့ကိုမသိကြသူတို့သည်အယက်ယက်လေ၍ဧည့်သည်နေရာပြီခါနန်ပြည်ကိုသူတို့အားပေးခြင်းကသူတို့နှင့်ငါပြုသောဗြေညင်ကိုငါတီစေပြီအေဂုရုလူတို့ကအစေကျွန်ခံစေသောဣတရေလအမျိုးတို့၏ညီးတွားမိတမ်းချင်းအတန်ကိုငါကြားရပြီငါဗြေညင်ကိုလည်းငါအောင်းမေ့၏ ိုကြောင့်ဣတရီလအမျိုးတို့အားပြောရသောစကားဟုမူကားငါသည်ထာဝရဘုရားဖြစ်၏ငါသည်လည်းတင်တို့ကိုအေကုတုလူတို့လက်မှလွတ်၍သူတို့၏ညှင်းဆဲခြင်းထဲကနှုတ်ယူမည်လက်ဆန့်ခြင်းကြီးစွာသောတန်ခတ်ခြင်းအဖြစ်တင်တို့ကိုငါရွေးမည်ငါ၏လူမျိုးဖြစ်စေခြင်းကတင်တို့ကိုငါသိမ့်ယူမည်ငါသည်လည်းတင်တို့၏ဖျားသခင်ဖြစ်မည် ငါသည်တင်တို့ကိုအေဂုတုလူတို့လက်မှလွတ်တော်တင်တို့ဤဖျားသခင် ထာဝရဖျားဖြစ်ကြောင်းကိုတင်တို့သိကြလိမ့်မည်ငါသည်လဲအာဗြဟံဣဇက်ယာကုပ်တို့အားပေးမည်ဟုချိန်ဆသောပြည်သို့ငါပို့ဆောင်၍အမွေခံစရာဖို့ပေးမည်ငါသည်ထာဝရဖျားဖြစ်၏ဟု မိန်တော်မူ၏ထို့သောမောရှိသည်ဣဒရီလအမျိုးတို့အားဆင့်ဆိုတော်လဲ တို့သည်အလွန်စိတ်ပင်ပန်း၍ကြမ်းတမ်းစွာညှင်းဆဲခြင်းကို ခံရသောကြောင့်မောရှိစကားကို နားမထောင်ဘဲနေကြ၏။ထာဝရဘုရားကလည်းအေကုတုရှင်ဘုရင် ဖာရောမင်းထံသို့ဝင်၍သူသည်ဣဒရေလအမျိုးတို့ကိုမိမိပြည်မှလွှတ်ရမည်အကြောင်းပြောလိုဟု မောရှိအားမိန့်တော်မူ၏။မောရှိကလည်းဣဒရေလအမျိုးတို့သည် အကျွန်ုပ်ပြောစကားကို နားမထောင်ဘဲနေသည်ဖြစ်၍အေးဖျားလှီးရှင်းကို မခံသောနှုတ်နှင့်ပြောတတ်သော အကျွန်ုပ်၏စကားကို ဖာရောမင်းသည်အဘယ်သို့နားထောင်ပါမည်နည်းဟုသာဝရဖျားရှိမှခြောက်ဆို၏အခန်းငယ်73အခန်းငယ်73သည် မောရှိနှင့် အာယုံတို့၏မိသားစုမှတ်တမ်းဖြစ်သည်တို့ရာတွင်မောရှိနှင့်အာယုံသည်ဣသရေလအမျိုးတို့ကိုအေဂရုပြည်မှ နှုတ်ဆောင်ရမည်အကြောင်းထာဝရဘုရားသည်သူတို့ကိုခေါ်၍ဣတရီလအမျိုးတို့ထံသို့၎င်းအေဂုရုရှင်ဘုရင်ဖာရောမင်းထံသို့၎င်းခြေခိုင်းမှားထားတော်မူ၏ဣတရီလအဆွေအမျိုးတကြီးတို့၏အမိဟုမူကားဣတရီလသားဦးယုပင်ဤသားကဟာနုတ်ဖာလူဟိဇယုံကာမိတီဤသူတို့သည်ယုပင်မျိုးနွယ်ဖြစ်၏ ရှီမောင်ဤသားကယမွေလယာမိန်အောဟတ်ယာခိန်ဇောဟာခါနန်အမျိုးသမီးမိမအီသားချောလာတီဤသူတို့သည် ရှီမောင်မျိုးနွယ်ဖြစ်၏လေဝိသားအဆွေအမျိုးလိုက်ဟူမူကားဂေရရှုံကောဟတ်မေယာယိတီလေဝိအသက်သည်နှစ်138နှစ်ရှိသည်တည်းဂေရရှုံသား ဆွေမျိုးအလိုက်ဟုမူကားလိဗနီနှင့်ရှီမီဒီကောဟတ်သားကအာမရန်ဣဇဟာဟေဘီယုံဩစီလာဒီကောဟတ်အသက်သည်133နှစ်ရှိသည်မေရာရိသားကမဟာလိနှင့်မုရှိဒီဤသူတို့သည်လေဝိဆွေမျိုးအတီးတီးဖြစ်သည်အာမရန်သည်မိမိအကြီး ယောခေဘတ်နှင့်စုံဖက်၍သူသည်အာယုံနှင့်မောရှိကို၎င်းသူ၏အမမီရီအန်ကို၎င်းဖွားလေ၏အာမရန်အသက်သည်139နှစ်ရှိသတည်းဣဇာဟာတာကကောရနေဖက်ဇိခရီဒီဩဇီလာတာကမိရှေလအေလဇာဖန်တိတရီဒီအာယုံသည် အမိနတက်သမီးနာရှုံနှမတ် အေလိရှဘာနှင့်ဆုံဖက်၍သူသည်နာဒတ်အဘိဟုအေလဆာဣတမာတို့ကိုဖွားလေ၏ကောရတာကအာတိရအေလကာနအပြာတက်တည်ဤသူတို့သည် ကောယဆွေမျိုးဖြစ်တည်းအာယုန်သားအေလဆာသည်ပူတေလာသမီးတယောက်နှင့်ဆုံဖက်၍သူသည်ဖိနဟတ်ကိုဖွားလေ၏ဤသူတို့သည်လေဝိအမျိုးအတီတီတို့၏ ဆွေမျိုးတကြီးဖြစ်ကြသတည်းထာဝရဘုရားကဣတရေလအမျိုးဘောပါတို့ကိုဧကရုပြီမှနှုတ်ဆောင်တော်ဟု မိန့်တော်မူသောစကားကို ခံတော်သူဣတရေလအမျိုးတို့ကိုဧကရုပြီမှနှုတ်ဆောင်ခြင်းကဧကရုရှင်ဘုရင်ဖာရောမင်းထံ၌၆ရာတော်သူတို့သည် ထိုအာယုန်နှင့်မောရှိဖြစ်တည်းအခန်းငယ်28အခန်းငယ်28သည် မောရှိအတွက်အာယုန်စကားပြောခြင်းဖြစ်သည် အေဂရုပြီမှာထာဝရဘုရားသည် မောရှိအားဗျာဒိတ်ထားတော်မူသော နေရ၌လေငါသည်ထာဝရဘုရားဖြစ်၏ငါမှားလိုက်သည်များတို့ကိုအေဂရုရှင်ဘုရင်ဖာရောမင်းအားပြန်ပြောရမည်ဟု မောရှိအားထာဝရဘုရားမိန့်တော်မူ၏မောရှိကလည်းအကျွန်ုပ်သည်အေဖျားလိရှင်းကို မခံသောနှုတ်ရှိသည်ဖြစ်၍ဖာရောဘုရင်သည် အကျွန်ုပ်စကားကို အပေတို့နားထောင်ပါလိမ့်မည်နီးဟု ။ထာဝရဘုရားရှိမှ၆ဆို၏။ထွမြောက်အကျံအခန်း၆ပြီးပါပြီ။အားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။